်အင်ဂျင်နီယာဖြစ်မှာအင်ဂျင်နီယာဖြစ်မှာအကူကအင်ဂျင်နီယာပွဲရတာဟုတ်ကဲ့အဲ့ဒါအစိတ်စိတ်ဝင်လာခဲ့တာဟို live ကပြောလို့မရ live ကအချိန်မီးပြောင်းသွားနိုင်တယ်အဲ့ဒီအချိန်တော့တော့ကိုလုတ်ခဲ့တာဒါအင်ဂျင်နီယာငါအင်ဂျင်နီယာဖြစ်ဖို့ပဲကိုစူးစမ်းခဲ့တာဒါပေမဲ့ live ကပြောင်းသွားနိုင်တယ်မောက်လေဒီအလုတ်ကိုငါငငယ်တည်းငါလုပ်မယ်ဆိုတော့ရွေချက်နဲ့ညီမတို့ဖြစ်လာတယ်လို့အခုမထင်ဘူးဆရာဝန်တွေပွဲစားလုပ်နေတဲ့လူတွေအများကြီးဆရာဝန်တွေဟိုဘလုတ်ခေါ်မလဲတခြားအလုတ်ပေါ့တခြား trading တွေ တော့ဆရာအောင်ဖြစ်ပြီးရွှေရောင်းနေရလူကြီးရှိတယ်။အများကြီးရှိ။ engineer ဖြစ်မှာ။ engineer ဖြစ်မှာ။အကူက engineer ဘွဲရတာတော့။ဟုတ်ကဲ့။အဲ့ဒါအစိတ်စိတ်ဝင်လာခဲ့တာ။ဟို live ကပြောလို့မရဘူး။ဆရာဝန်တွေပွဲစားလုပ်နေရလူကြီးအများကြီးဆရာဝန်တွေဟိုဘလုတ်ခေါမလဲတခြားအလုပ်ပေါ့။တခြား trading တွေဒါမလား export import လုပ်နေတဲ့လူကြီးကမိသားစုပိုင်းလုပ်ငန်းတွေလုပ်နေတဲ့လူတွေအများကြီး engineer တွေထဲမှာလည်းအများကြီး ပြောလို့မရဘူး live ကပြောလို့မရဘူးဆရာအောင်ဖြစ်ပြီးရွှေရောင်းနေရလူကြီးရှိတယ်အများကြီးရှိအဲ့ဒါစိတ်မဝင်စားမဟုတ်ဘူး live ကအချိန်မီးပြောင်းသွားနိုင်တယ်အဲ့ဒီအချိန်တော့ကတော့ကိုလုတ်ခဲ့တာဒါ engineer က engineer ဖြစ်ဖို့ပဲကိုစ조사ခဲ့တာဒါပေမဲ့ live ကပြောင်းသွားနိုင်တယ်ညီမတို့လည်းဒီအလုပ်ကိုငါငငယ်တဲ့ငါလုပ်မယ်ဆိုတော့ရွယ်ချက်နဲ့ညီမတို့ဖြစ်လာတယ်လို့အခုမထင်ဘူး well am to ဒီအချိန်ကိုစိတ်ကျင်နေမှုအရှိဆုံးပဲလက်ရှိအချိန်ပေါ့ ဒီအချိန်ကိုလည်းအကျဉ်းနဲ့ဆုံးမယ်ကိုဘာမှလည်းလှုပ်လို့မရပြီးွားတာကိုလည်းကိုလှုပ်လို့မရမလာသေးတာကိုလည်းကိုလှုပ်လို့မရဒီအချိန်ကိုအကြိုက်ဆုံးဒီအချိန်ကအကောင်းဆုံးပဲကိုတို့အခုကတော့အများကြီးမရှိပါဘူးနှစ်ခုပဲရှိပါတယ်ကိုဒိုက်တာလှုပ်တယ်အဲ့ဒါလှုပ်တယ်ပေါ့အဲ့အဲ့ဒါကတော့ကိုရဲ့အဓိကပြောရရင်တော့အဓိက business လို့ဖြစ်နေတာပေါ့အဓိက အလုပ်ပေါ့ဒိုက်တာကတော့ကိုပြီးတော့ကိုလှုပ်ချင်တဲ့ကိုဖန်တီးချင်တဲ့ခါလေးဖန်တီးရအလုပ်ပေါ့ဒီနှစ်ခုပဲရှိပါတယ်အဓိကကတော့ အခုလက်ရှိဘာလုပ်နေရလဲပေါ့နော်အခုအကိုအိုက်တာလောက်ရမယ်ဆိုအိုက်တာပဲခေါင်းထဲမှာရှိရယ်ထိုက်တာခေါင်းထဲမှာမရှိဘူးစိတ်လည်းမဝင်စားဘူးထိုက်တာလို့ရိုက်ခိုင်းနေတယ်အခုမရိုက်တတ်ဘူးအဲ့အချိန်မှာအိုက်တာလုပ်နေတဲ့အချိန်မှာမစဉ်းစားတတ်ဘူးခေါင်းထဲကဘာတစ်ခုမှမရှိဘူးအိုက်တာပဲရှိရယ်ဒါအိုက်တာမရှိဘူးအဲ့လိုမျိုးပေါ့အဲ့တခုပဲခေါင်းထဲမှာထားဝါသနာနဲ့သမွေးဝမ်းကြောင်းနဲ့ထတ်တူကြရင်တော့မှ struggle လုပ်ရတဲ့အချိန်တွေရှိသေးတယ် struggle လုပ်ရတယ်ဆိုတာအောင်မြင်တဲ့အချိန်မအောင်မြင်တဲ့အချိန် ဒေါဝါကိုအဆင်မပြေတဲ့အခြေအနေဆိုတာရှိသေးတယ်အဲ့ဒါတွေကိုဖြတ်တန်းခဲ့ရတာလူတွေအားလုံးမှာပဲအတူတူပါပဲအကုန်လုံးကလေးတွေကိုလည်းအဲ့ဒါကိုနော်ဝါသနာနဲ့ထပ်တူကြလို့အာရေပျော်နေရဲဆိုတာတဲ့ဝါသနာနဲ့ထပ်တူကြပြီမဲ့လေကိုမအောင်မြင်နေတဲ့အချိန်ကိုဒုက္ခရောက်နေတဲ့အချိန်ထပ်တူကြပြီမဲ့လေအဲ့လိုအခြေအနေရှိတယ်အဲ့လိုအခြေအနေမှာနည်းနည်းလေးကိုကုတ်ကုတ်တတ်တိရှိဖို့လိုတယ်စိတ်ကြတိဖို့လိုတယ်တချို့လူကြီးကတော့အများခက်ခဲလာပြီဆိုတော့နည်းနည်းလေး ကိုဝါသနာပါပြီမဲ့လေဒီအလုပ်ကိုစွန့်သွားလူညရတယ်အဲ့လိုဖြစ်တာတဲ့ဝါသနာတကယ်ပါလို့ရှိရင်နည်းလေးရောတင်းကြီးခံရမှာကိုကအမြဲတမ်းစူးစမ်းနေရဆိုရင်ဝါသနာရောကိုဝါသနာပါရအောင်အတ္တမူဝန်ကြောင့်ထပ်ထူဖြစ်သွားနိုင်တချင်းကြရတယ်လူပြောအမြဲတမ်းအောင်မြင်နေရမှာမဟုတ်တာဒါ everybody ပါလူတိုင်းမှာအောင်မြင်တဲ့အချိန်ရှိရမအောင်မြင်တဲ့အချိန်ရှိရအဲ့လိုအချိန်တွေမှာအောင်မြင်နေဆိုတာလည်းအတိုင်းအတာတွေပေါ့ နည်းနည်းအောင်မြင်နေမြင်မြအောင်မြင်တာပေါ့လူဆိုတဲ့သဘောအတ္တရဲ့သဘောအများအများကြီးအောင်မြင်ခြင်းတယ်ဒါပေမဲ့လည်းအဲ့လိုမအောင်မြင်မဲနဲ့အာကိုထင်သားတွေဖြစ်မလာတဲ့ခါကြီးရှိတာအဲ့ချိန်ကျရင်လူလူကစိတ်ကြကြတယ်စိတ်ညစ်တတ်တယ်ဒီအလုပ်ကိုဆွန့်ခွာသွားနိုင်တယ်ငါမရိုက်တော့ဘူးကွာငါမလုပ်တော့ဘူးကွာဆိုတာတဲ့တကယ်တမ်းကိုဒီအလုပ်ကိုတကယ်ကိုကိုကတကယ်ချစ်တယ်တကယ်လဲကိုတကယ်လဲလှုပ်ချင်တဲ့အလုပ်ဖြစ်တယ်တမူဝမ်းကြောင်းလို့တခုဖြစ်တယ်ဆိုတော့ပြီးရှင်တဲ့ညခံခါတိုင်းမင်းဦးဒီပုံမှန်ပေါ့လို့မင်းဦးနဲ့မတူတဲ့ကောင်မျိုးတခု တွေ့ရမယ်လို့တော့ပြောချင်ပါတယ်ဒါဘာလို့လဲဆိုတော့ကိုကိုရံရလည်းအဲဒီ character ကိုစိတ်ဝင်စားတယ်စိတ်ဝင်စားတယ်တော့တာဝန်လည်းကြီးတယ်ပေါ့ကိုတခါမှမလုပ်ဘူးသေးတဲ့ character မျိုးပေါ့စိတ်ဝင်စားပါ Writer လဲအဲ့ဒါကိုဖြစ်စီခြင်းတယ် production ဘက်ကလည်းအဲ့ဒါကိုဖြစ်စီခြင်းတယ်အခုအဲ့လိုလေးမြင်ခြင်းတယ်ပေါ့နော်သူတို့ဘက်ကလည်းအဲ့လိုလေးမြင်ခြင်းတယ်ဆိုတော့အခုမှတာဝန်ကြီးတယ် โอเคရတယ်အခုဒီ character တော့ဒါကိုလည်းစိတ်ဝင်စားရတယ်စိတ်ဝင်စားရကားမျိုးလက်ခံဖြစ်တာတင်လို့အခုပြောရတာအခုတော့စိတ်ဝင်စားအောင်ပြောအာစိတ်ဝင်စားပါတယ်ဒီကားကတော့ကိုယ့်အတွက် challenge လေးဖြစ်ပါတယ်ဇန်ညွန့်ပတ်ထဲကဒါတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ဇန်ညွန့်ပတ်ထဲကလည်းကိုကိုရန်လည်းမြေ့ကြရတယ်ဒီကားကအဲ့လိုအဲ့လိုဟိုဇန်ညွန့်ပတ်ထဲကဟိုအဲ့မြေ့ကြရတယ်ချမစ်စီကြောင်းတော့ဒါကလေးတွေရောပါတဲ့လူတွေရောပေါ့နော်ဟောပတူတဲ့ဇလန်လေးတစ်ခုကိုခံစားရမှာပါ ျွန်တော်လည်းအကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပါဒီကားလေးကလည်းဟိုရိုက်ပြီးတိတ်မကြောက်ဘူးပြမယ်လို့ပြောပါတယ်ပြောမယ်ဆိုတော့ပြည့်တဲ့တင်နဲ့အဲ့ချိန်ချိန်ထပ်ပြီးတော့ထပ်ဆုံရတာပေါ့ကျေးဇူးပါကျေးဇူးပါ